အခုဒေါသကိုအာယုံလုပ်ပြီးတော့တရားဟန်တဲ့ဟာလေးလုပ်ပိုစိတ်ဆိုးကြတဲ့ဟာလေးသိညေကြတဲ့ဟာလေးအာဝန်နေကြတဲ့ဟာလေးသိဆိုးတာသိညေတာဝန်နေတာအဲ့ဒါကလူပြန်တွေးစိတ်ဆိုးတဲ့အနေထားဘယ်လိုနေရာမျိုးမှာစာသင်ခန်းထဲမှာလားအိမ်နဲ့အိမ်နဲ့ထဲမှာလားလမ်းပေါ်မှာလား Facebook ကြည့်နေနေတာ အဲ့ဒီလိုကိုတော့သာဖြစ်တဲ့အချိန်လေးကိုပြန်ကြည့်ဘသူရဲ့ comment ကိုကြည့်ပြီးတော့ခါစေမှာ permanent ဖြစ်တယ်။ permanent ဖြစ်တော့ဘာလုပ်အောင်။ခါရမလား။ heart rate တွေပိုများလာတယ်။အဲဆိုတွေးတွေနှလုံးတွေပိုလို့လောက်ရလို့လား။ဘာလုပ်တော့ဘယ်လို reaction လုပ် comment အရှိတည်းရေးတယ်။တချို့ဆိုရင်တမျက်နာနှမျက်နာလားရှိ။အချိန်ချင်းပြန်ကြည့် လူတယောက်ကစံဝဲပဲအောင်တယ်လူတယောက်ကစူးစားတယ်လူတယောက်ကဟိုဘသူကိုသွားပြီးပူညီလိုက်တယ်ဘသူကတော့ဖြင့်သူရှင်တော်မတက်ပဲနဲ့အဲဆယ်ရန်ကွန်ပျူတာအများနဲ့အောင်သွားတယ်အဲ့ဒါမျိုးဆိုရင်ဖုန်းတွေကောင်းထဲမှာအကြိုက် register မလုပ်ဘူးနာမည်တော့မမှတ်မိဆိုးတဲ့လူတွေကမကောင်းနေရမှတ်မိ negativity bias negativity bias negative ဖြစ်တဲ့အရာကိုမှဟိုကပို့ပြီးတော့ကြိုက်တာပုံမှန်မိပုံမှန်မိဒါကြောင့်အဲ့ဒီအနေအထားတွေပြန်ဖြစ်ပြန်စဉ်းစားကြည့်ပြန်စဉ်းစားကြည့်ရင်ဘာလောက်မှာတော့ကိုယ့်ကိုယ်ကိုတနာလိုက်တယ်ကရုဏာပွားတော့ဒေါသကိုဘာနဲ့စားထုံးမှာကရုဏာစားထုံးဒေါသကကြမ်းတမ်းနေတယ် ဟာအဘိဓမ္မာထက်ခါတဲ့မှာအထပါဠိနည်းဆိုအဘိဓမ္မာထက်ခါတဲ့ဓမ္မစရာတန်းဖြစ်ကြည်စာဖတ်ရဒေါသရဲ့လက္ခဏာကဘယ်လိုရှိကြုံဒုက္ခတိမဖြစ်စီတဲ့စောပိုင်းကပြောခဲ့ပြီအဲ destructive စံတိတ်တာစံတိတ်ကလက္ခဏာကျန်တဲ့ဒေါသသူတွေကျန်တဲ့ ဝိတ္တနာရတော့အစိတ်လိုပဲပြန့်သွားတယ်ခန္ဓာကိုယ်ထဲမှာထားရဟုတ်ဘုရားမဆုံးအတွေးထဲမှာအတွေးထဲမှာ emotion နဲ့အဲ့ဒီနေပြီးတော့ on now on now နေပြီးတော့တကူလုံးမှာရှိတဲ့ nerve system တွေပြန့်သွားတာသူကဒီဒေါသရဲ့အရှိန်ပြန့်သွားပြီဆိုရင်ဒေါသဖြစ်တဲ့လူနားမှာထိုင်နေလူရတယ်ကြောက်စိတ်တွေဝင်မဟုတ်ရင်မခံကျင်တဲ့စိတ်တွေဝင်တယ် negative အတွေးတွေအဲ့လိုသစဉ်ဖြစ်တယ်နေတရဒါနရဘောကိုယ်ခန္ဓာကိုကိုယ်စိတ်ရဲ့မိခိုရာဖြစ်တဲ့အရာတွေကို तू ကလောင်ကျွမ်းစီတယ်လောင်ကျွမ်းစီ reasoning ability ဒီအတွေးတောစင်ချင်ညာဆိုတဲ့ဒီ perfect shape perfect ပိုင်းအောက်နောက်ကို तू ကအလုံးမလုံးအောင် ဖြက်စီးလိုက်တယ်အဲ့ဒီအချိန်မှာအလုပ်မလုပ်တော့ဘူးကိုယ့်ရဲ့မလုံးတယ်ကိုယ့်ရဲ့ heart rate တွေအဲ့ဒါတွေအကောင်လုံးဖြက်စီးတယ်အာကာသဝတ္ထုပဒတ်ထအဲ့ဒီကြောင့်ခန္ဓာကိုယ်ပြီးစိတ်ထဲမှာတည်တယ် ဘသူကတော့ဖြစ်ငါ့ကိုအဲ့ဒီဝေခံခုတယ်မတရားပြောခုတယ်အဲ့လိုဆိုအဲ့ဒီပုံကိုယ်ကြတော့ကိုကအယံထွက်ပြီကိုချင်းမွန်ဘူးကပုံကိုယ်ကြတော့နာမည်တော့မမှတ်ပြီအဲ့ဒါမျိုးတွေဖြစ်တယ်ဒါကြောင့်ဒေါသကိုကရုဏာနဲ့အစားထိုးတဲ့အချက်တွေလို့နော်တဏှာတော့ ကျင်းလာတဲ့စိတ်ကိုကိုပြန်ပြီးတော့တဏှာဒေါသဖြစ်တဲ့စိတ်ကိုကိုပြန်တဏှာတဏှာတော့တချို့လူတွေကအားနိုင်ချက်တစ်ခုအနေနဲ့မြင်တယ်အကြောင်းတရားတွေနဲ့ပြည့်နေတဲ့လောကကြီးတွေမှာဒေါသတော့တုံ့ပြန်နေတဲ့ပုဂ္ဂိုလ်ကြီးမှာအားကောင်းတဲ့ပုဂ္ဂိုလ်လို့အဲ့လိုအမြင်နဲ့မှားပါအဲ့လိုအမြင်မှားတာဒေါသဖြစ်ရင် ကျမ်းမာရေဘယ်လိုထိခိုက်ရဆိုတော့ဘုံဘုံအများကြီးပြောဖို့မလိုပြောလည်းမပြောတတ်ဘူးအင်တာနက်ထဲမှာရှာကြည့်ရှာကြည့်အဲ့တော့သနာရဲဆိုတဲ့ဟာကကရုဏာစိတ်ဖြစ်တယ်ဆိုတာဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ရှေ့မှာဘုရားတည်တည်ငြိမ်ငြိမ်နဲ့နေနိုင်တယ်ပြန်တုံ့ပြန်နေတယ်ဆိုရင်ဒါ weakness မဟုတ်ဘူးဘာနဲ့ချက်မဟုတ်ဒါ strength အားကကျုပ်ဒေါသနဲ့ပြောဆိုနေတဲ့လူကိုကဒေါသမပါဘဲနဲ့ပြန်ပြီးတော့ဆွေးနွေးနိုင်တယ်ဖြစ်နိုင်ရင်သူ့ရဲ့ဒေါသကိုကောင်းကောင်းကြောင်းလုပ်နိုင်လို့ဆိုဒီထက်အားကောင်းတာတော့မရှိဘူးသူဒေါသဖြစ်တာကိုကြောက်စေဖြင့်အဲ့ဒီကြောက်စေလေဒေါသကိုသူဒေါသဖြစ်တာကိုကြည့်ပြီးတော့ဘောခဏစိတ်ညစ်အဲ့ဒီစိတ်ညစ်တာလည်းပဲဒေါသပဲ အဲ့ဒီလိုကြောက်စိတ်မဖြစ်အောင်စိတ်ညစ်တာမဖြစ်အောင်ဘာလုပ်ရမှာလဲဒေါသကိုကရုဏာနဲ့ကင်တွယ်ရတယ်အန္တမန်လို့ကြည့်ခဏစိတ်ညစ်ရင်ဘာလုပ်လဲလျှော့ဆရာမလည်းစာမသိနေတော့ကျောင်းသားလည်းပဲစာမလိုက်ချင်တော့အဲ့ဒီလိုဖြစ်တယ် တယောက်ကိုတယောက် give up လုပ်တယ်လက်လျှော်သူ့ရဲ့ဒုက္ခကိုစိတ်ဝင်စားတော့သူအောင်မြင်မှုနဲ့စိတ်ဝင်စားသူအောင်မြင်မှုစိတ်ဝင်စားလို့ဆိုရတာဒီတိုင်းစိတ်ဝင်စားအောင်နေတာမဟုတ်စိတ်ဝင်စားပဲနဲ့နေုံလေးတည်းမဟုတ်သူအောင်မြင်မှုကိုစိတ်ဝင်စားရင် သူအောင်မြင်မှုရှိတိုင်းရှိတိုင်းရတိုင်းရတယ်ကိုယ်စိတ်ထဲမှာနေမထိထမ်းမတာဖြစ်တယ်တဲ့ uncomfortable ဖြစ်တယ် အားငယ်တဲ့ jealousy ဖြစ် insecure feeling တွေဖြစ်ဒါကြောင့်သူ့ရဲ့ဒုက္ခကိုစိတ်ဝင်စားပဲနဲ့နေရင်စူးစူးတွေအများကြီးလူတွေရဲ့ဒုက္ခကိုစိတ်ဝင်စားတာစိတ်ဝင်စားပြီးဖြည့်ရှင်းပေးခြင်းဒါကရုဏာလို့ခေါ်ဒုက္ခသူများရဲ့ဒုက္ခကြောင့်မြဲမြဲစဉ်းစားနေကိုယ့်ရဲ့ဒုက္ခကနည်းနေတယ်ဗုဒ္ဓရဲ့အဆုံးပါ ကိုယ့်ရဲ့ဒုက္ခနဲ့လေသူများဒုက္ခကိုစိတ်ဝင်စားဘူးဆိုရင် ကိုယ့်ရဲ့ဒုက္ခကိုပြန်ပြီးဖြေရှင်းနိုင်စွမ်းကလည်းကြာပါဘူးသူတို့ရဲ့ဘဝနဲ့ကိုယ့်ရဲ့ဘဝ existential reality ကြီးဆက်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 ဒါကြောင့်မလို့ဒေါသကိုကရုဏာနဲ့အစားထိုးမယ်ကိုယ့်ရဲ့ကိုယ်စိတ်ညစ်ခဲ့တဲ့အားတွေ တခုပြီးတခုပြန်တွေးပါအနေထားလိုက်ပြန်တွေးပြီးရင်ချက်ချင်းစိတ်ကိုကရုဏာပဲပို့လိုက်ပါကိုယ်ကိုတနာနောက်တစ်ခုထပ်တွေးကရုဏာပွားပါနောက်တစ်ခုထပ်တွေးကိုယ်ကိုတနာရှင်းတာလည်းဆယ်လေးမျိုးပါအဲလို၅ခု၆ခုတွေးဒီနှစ်စဉ္ညတာပဲဖြစ်ဖြစ်အရင်နှစ်ကစဉ္ညတာပဲဖြစ်အခုเจ้าအလားတက္ကသိုလ်အလားလမ်းမှာစဉ္ညတာပဲဖြစ်ဖြစ်ဒါမှမဟုတ် stress ဖြစ်တယ် ဆေးဖြစ်စီမဖြစ်အဲ့ဆေးဖြစ်စီမှုမျိုးလဲကြံတွေးပြီးတော့ကိုယ့်ကိုတနာတာတနာတဲ့အချိန်ဩနောက်ကဒီဘက်ဘက်ရှေ့ချမ်းဘက်ဘက်ကအလိုလိုအဲ့ဒါလေးမှတ်ထားပုံမှာ anxiety တွေစိုးရိမ်စိတ်တွေအဲ့ဒါလေးကြံတွေးရွှေ့ပြီးတော့ဘုရားနာပြစိတ်ပို့ပို့လိုက်နံပါတ်၄ကျတော့မိမိနဲ့ အခြေဆုံးအခင်ဆုံးပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဒုက္ခသူစိတ်ညစ်တာအဲ့ဒါတွေးပြီးတော့သူ့ကိုတနာတဲ့စိတ်လေးမွေးကောင်းနှစ်ခုသုံးခုနော်ကိုတိတဲ့အဲ့ဒါပြန်တွေးပြီးတော့ဘရုဏဘွားပါမိမိပုဂ္ဂိုလ်နံပါတ်၄ကကိုနဲ့အရင်ကြီးဆုံးခြေဆုံးပုဂ္ဂိုလ်အဲ့လိုနှစ်ခေါက်သုံးခေါက်ကိုယ်ကကရုဏာပွားလိုက်သူ့ကရုဏာပွားလိုက်ကိုယ်ကရုဏာပွားသူ့ကရုဏာပွားအဲ့ဒါပြီးရင်နံပါတ် တခြားမိသားစုဖွဲ့ဝင်နေတဲ့တခြားတငယ်ချင်းတွေနံပါတ်3တယောက်၂ယောက်၃၄ယောက်ဝေးပြီးတော့ကရုဏာပွားပါဒုနာပွားဒါနံပါတ်3နံပါတ်4ကျတော့အဖက်ဆုံးနံပါတ်4ကိုယ်ကိုဝေဖန်တဲ့လူကိုယ်မကောင်းမြင်တဲ့လူကိုယ်အတင်းပြောတဲ့လူကိုယ်မကြိုက်တဲ့လူကိုယ့်ရဲ့ဒုတယုတ်ဆို မလိုလားတော့နောက်ဆက်အဲ့ဒီလူအဲ့လိုလူမျိုးတယောက်ပေါ့သူ့ရဲ့ဒုက္ခကိုစဉ်းစားပြီးတော့သူ့ကိုတနာတဲ့စိတ်လေးပွားပေးတာရှင်ပြားဘာလို့လို့မှလို့သူကမှကိုယ်အကျိုးမလိုလားလို့မေးနေတယ်သူ့ကိုတဏှာတာကိုယ့်ကိုကာကွယ်ဖို့ပါသူ့ကိုမတဏှာနိုင်ဘူးဆိုရင်သူကကိုယ့်ကိုမလိုလားတဲ့အမူအရာပြတိုင်းကြတယ် ို့မှာအရန်ကိုစိတ်ကြည့်ဆိုင်ရတယ်။မတူကိုတနာတဲ့စိတ်မွေးနိုင်ပြီဆိုတာနဲ့သူဘလို့ပဲလို့တော့သူ့ကိုတနာတဲ့စိတ်ရှိတော့ဩကြည်စမ်းမအောင်ငါတလောက်ကြိုးစားနေတာမှာငါ့ကိုအကောင်းမမြင်နိုင်ဘူးငါ့ကိုကြည့်ပြီးတော့သူမှစိတ်ဆင်းရဲနေတယ်သူ့ကိုပဲပြန်ပြီးတော့တနာပါတယ်အဲ့လိုတနာတဲ့အချိန်တော့အဲ့ဒီအချိန်မှာကိုစိတ်မဆင်းရဲဘူး စိတ်နဲ့ရှင်သူ့ရဲ့ဒုက္ခကိုစိတ်ဝင်စားစိတ်ဝင်စားသူ့ဒုက္ခကိုမှန်မှန်ကန်ကန်စိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတို့လေလေအုပ်စုနံပါတ်၁ကမိမိကိုယ်ကိုနံပါတ်၂ကအခြေဆုံးပုဂ္ဂိုလ်နံပါတ်၃ကတခြားမိသားစုဖွဲ့ဝင်တွေနဲ့တငယ်ချင်းတွေနံပါတ်၄ကမရှိနေတဲ့ပုဂ္ဂိုလ်စကားများဘူးတဲ့ပုဂ္ဂိုလ် ဒီလမ်းချေရောပုံမှန်10မိနစ်လောက်ပေါ့10မိနစ်လောက်ဝင်နေခက်လေရနဲ့စားချင်းစားဝင်နေပြည့်နေစားချင်းခန္ဓာကိုယ်ကညောင်းနေဆိုညောင်းတဲ့ခန္ဓာကိုယ်ကနာလက်ခံခန္ဓာကိုယ်ကအိုက်တဲ့ဆိုအိုက်နေတဲ့ခန္ဓာကိုယ်ကိုသနာပေးပါသူ limit လေးရှိနေလို့သူ limit ကိုကျော်သွားလို့ ีขานาคนทุกข์ายาวเนี่ยตนาดีเนีมาตนาวุ่นสูงเส้นเย็ดจ้ะพิเศษมากเลยเนี่ยเวนเลยก็เลยจะชนะนาชีชัยไป slow and deep breathing slow and deep breathing